비치고 Oh, I don't know. မနာမည်ကဒေါ်မေဆိုးနွယ်ပါဒီမိမိလေးရဲ့ဆိုင်ကိုစတင်တည်ထောင်ခဲ့တာကတော့အမတို့ငငယ်လေးတွေကပေါ့အမတို့၆တန်းကျောင်းလေးတွေကအမတို့အမေကအဲဒီလမ်းမင်းမှာပဲပေါ့နော်ဒီမိမိလေးဆိုတဲ့နာမည်နဲ့အတုတ်တင်မွေးငါးတွေအုံးတို့ဖောက်ဆိုအဆုံရောင်းချခဲ့တာပေါ့အမလက်ထက်မှာကျတော့နည်းနည်းလေး update ညှင်းလိုက်ပြီးတော့မှအခုက first food တွေနဲ့သမင်းကြီးတွေနဲ့ဆိုင်မှာအစားအသောက်ရှမ်းရိုးရာအစားအစာတရုတ်ထိုင်းအဆုံပေါ့ဟိုတနင်္လာထဲမှာအကုန်ရနိုင်တဲ့ one stop ဆိုတဲ့ပုံစံမျိုးအကုန်လုံးကိုခုနှစ်ရောင်းချပေးရဖြစ်ပါတယ်ဟလာခုလေးပါနော် ကျွန်တော်တို့ကြောက်ရမှာအနည်းငယ်ချက်လိုက်ပါဦး။ဟုတ်ပါဘူး။ဟုတ်ပါတယ်။မာလာရှန်ကောကအမဆိုင်မှာသလို့ရှိရင် မာလာရှန်ကောကိုကျက်နေရတယ်။မာလာရှန်ကောကိုစီးခုနေရတယ်။မာလာရှန်ကောကိုပဇွန်လို့အခင်စုံလို့အဲ့လိုမျိုးညောင်းတယ်။ကျက်နေဆိုရင်တော့တကွဲကိုဒီချိန်မှာတပေါင်းညောင်းပေးပါတယ်။အမတို့တကွဲကလူနှစ်ယောက်လောက်တောင်းတာလေးစားလို့ရတယ်ပေါ့နော်။ဒီချက်အခင်စုံဆိုလို့ရှိရင်တော့တပေါင်းကိုညောင်းပေးပါတယ်။ ေးဖို့မှဆိုလို့ရှိရင်အဓိကတော့ပဇွန်ပေါ့ပဇွန်နဲ့ဒီရိုးရဲအခင်လုံးကိုပါပြီးတော့မှလုပ်ပေးထားတာဖြစ်တဲ့ဇပွဲကို1800နဲ့ရောင်းချပေးတာဖြစ်ပါတယ် မအရင်စစရောင်းတဲ့အချိန်တော့ပုံသေးလုံးနဲ့ဆိုလို့ရှိရင်အဲ့ဒီတော့ရောင်းလို့ရှိရင်သမီးဆိုခေါက်ဆိုးဆိုတပွဲအောင်မှာ1500နဲ့စပြီးရောင်းချရခဲ့တာတဖြည်းဖြည်းပုံသေးလုံးတွေတက်လာတဲ့အချိန်လည်းဖြစ်လို့ပြီးတော့တဖြည်းဖြည်းနဲ့1500နဲ့3000 3000နဲ့4500 5000ပေါ့အစအစဖြစ်ပြီးတော့မှတဖြည်းဖြည်းနဲ့ menu item တွေလည်းဟိုထပ်ပြီးတိုးလို့ရသလောက်ကိုအဆုံထက်ပြီးတော့ချဲ့ထွင်ပြီးရောင်းချလာတာဖြစ်တဲ့အတွက်အခုဆိုရင်သမီးဆိုခေါက်ဆိုးဆိုကြာကြာကြာဆိုလို့ရှိရင်တပွဲကို6000 8000ဝန်းကျင်မှာရောင်းချပေးနေတယ်အဲ့ဒီပြင်ဒီတုံရန်ဟင်းယူတို့ ဆုပ်မျိုးစုံနောက်ပြီးတော့အဲဒီမာလာရှန်ခေါ်ပါအမဆိုင်မှာတော့ main dish ကတော့မာလာရှန်ခေါ်ပါမာလာရှန်ခေါ်ဆိုရှင်အမဆိုင်ကလည်းတော်တော်များများအကြိုက်တွေ့ကြပါတယ်ဗျာနော်နောက်ပြီးအနှစ်ကိုလည်းကိုယ်တိုင်ချက်ထားတဲ့အနှစ်ဖြစ်တဲ့အတွက်ကိုအလိုမျိုးတယုံမစလာအနေနဲ့ပြင်းပြင်းနဲ့ချက်တာမဟုတ်ပါနဲ့အမတမျိုးသမီးပုံစံလေးဖောက်ပြီးတော့မှချက်ထားဖြစ်တဲ့အတွက်တော်တော်များများအကြိုက်တွေ့ကြပါတယ်啊，没事了。

哎，对吧？ site မှာဆိုလို့ရှိရင်မနက် breakfast မှာဆိုလို့ရှိရင်နန်းချီတုတ်တို့မဟင်းကားတို့ onokhao ဆွဲတို့ကြာဆန်ကျဲတို့ခမင်းတုတ်တို့ပေါ့နော်မနက်ဆိုလို့ရှိရင်9နိုင်လောက်ဆိုလို့ရှိရင်မဆိုင်မှာပါဆယ်မှိုင်းလို့လည်းရတယ်လို့လာစားလို့ အဲတင်မောတိတောင်းဆိုလို့ရှိရင်မဆိုင်မှာတင်မောတိတောင်းတပွဲကို၄တောင်ကျန်းနဲ့ရောင်းချပေးပါတယ်။၅ရောင်းလောက်ကတော့တမန်ရင်းနဲ့စားမယ်ဆိုရင်ကောင်းကောင်းစားလို့ရတယ်။မြေခွာတောင်းဆိုလို့ဆိုလို့ရှိရင်၃တောင်။အဲခမင်းတောက်တွေပါတယ်ကြတာဒီရခိုင်ခမင်းတောက်စိုက်မှာဆိုခမင်းတောက်မင်းနူတော်များရှိတယ်။ရခိုင်ခမင်းတောက်ရှိတယ်။နောက်ပြီးသွားလို့ရှိရင်လက်ဖက်ခမင်းရှိတယ်။မြန်မာခမင်းတောက်ရှိတယ်။ပြီးသွားလို့ရှိရင်ပြည်ခမင်းတောက်ပြည်ခမင်းတောက်ကြတာခေါက်ဆွဲတွေမုတ်ဖက်တွေပါတယ်ညာနဲ့ခမင်းတွေနဲ့ရောပြီးတောက်ကြတာပေါ့။အဲပြည်ခမင်းတောက်လိုလည်းရှိတယ်။ပြီးသွားလို့ရှိရင်နောက်ပြီးတော့ဇလုံးခမင်းနဲ့ ဇလုံးထမင်းနဲ့ဆိုဇလုံးထမင်းနဲ့အနှစ်ကလေးနဲ့ကြက်ဝင်းနဲ့စားမလားကြက်ကြော်နဲ့စားမလားအဲ့လေဆိုမတော်ဆိုင်မှာ3000 3500လောက်နဲ့ပဲရောင်းချပေးတာပြည့်လူတယောက်ကောင်းကောင်းဘိုက်အဝစားလို့ရတယ်ထမင်းတောက်တူပြောဆိုလို့ရှိရင်ဒီလက်ဖက်တောက်တူဂျင်းတောက်တူဆေးဘဲတောက်တူရှောက်ပြီးတောက်တူလည်းအဆုံရှိတယ်သူဆိုလို့ရှိရင်ဈေးလေးတွေ3000နဲ့4000ပတ်ချလို့ကြားမှာပဲရှိပါတယ်ရှင်ပါးရင်းနဲ့ချက်လိုက်

带你们带眼镜过没？<laughs> <laughs> <laughs> พระทานอยู่นะแล้วพี่เนาะมาพ่อคว้าุณโทรศัพท์ သမီးကြားငါးပိတ်မှာကြိုက်တယ်ဟုတ်ပါတယ်အဓိကတော့အားလုံးဒီမှာတနင်္လာထဲမှာအကုန်ရအောင်လို့ဆိုရဲရည်ရချက်လေးလည်းပါတယ်နောက်ပြီးဘဲဘာအစားတောက်ပဲဖြစ်တနင်္လာထဲမှာအကုန်ရအောင်ဒီမြန်မာသမီးချင်းတွေရော fast food တွေရောအစားတောက်ရှမ်းအစားတောက်မျိုးစုံ အထောင်းတွေအတုပ်တွေအပေါ်လုံးကိုတနင်္လာနေ့မှာရအောင်စီစဉ်ပေးထားတဲ့အပြင်ဆိုင်ရနေပြီလို့လည်းအမတို့ဒလီကိုဒလီနဲ့ပို့ဆောင်ပေးပါတယ်ပေါ့နော်ဒီကြောက်ဒီကပဲတန်း6မြို့နယ် sorry downtown town မြို့နယ် downtown town မြို့နယ်လို့ဆိုပါတော့မတို့ဟို visa ရနေပေါ်လုံးကိုပို့ဆောင်ပေးတယ်ဆိုင်ရတလီနဲ့လည်းပို့ပြီးတော့ခုပန္နာနဲ့မှားမယ်ဆိုလို့ရှိရင်လည်းမတို့ခုပန္နာမှာမေမေလေးဟလာခုလို့ရိုက်ပြီးရှာလို့ရှိရင်မတို့ဆိုင်ကိုပြင်မယ်နောက်တစ်ခုထပ်ထည့်ပေးတာ spicy house ဟလာခုဆိုတာလည်းမတို့ဆိုင်ကလည်းနော်ခုပန္နာမှာလည်းမှားပြီးတော့ရှာပြီးတော့မှားလို့ရတယ် graph နဲ့လည်းမတို့ရှိမှာမှားလို့ရတယ်ပန္နာ graph ကိုနောက်ခုလုံးသုံးထားပါတယ်ဆိုင်ရနေမှားရင်တော့ပို့ပြီးတော့တေးတေးချာကောင်းကောင်းလေးနဲ့ share လုပ်ပေးတာပေါ့နော်အချိန်မီလည်းပို့ဆောင်ပေးတာဖြစ်ပါတယ်ပိတ်ရက်ကတော့ လိုမျိုးကြီးတော့ပုံမှန်ပိတ်ရမရှိပါအမလို့ရှိမှာအများနဲ့20ဟိုအများနဲ့ပုံမှန်ဖွင့်ပြီးရောင်းချပေးရပေါ့နော်ဟိုပိတ်တာကတော့ခါကြီးရက်ကြီးတွေပါလေအဲ့လိုရက်တွေမျိုးမှဟို10-9ရက်တစ်ခါပိတ်တာအများတော့မပိတ်ဘူးဆိုင်ဖွင့်ချိန်ကတော့မနက်9:00ရက်နေပြီးတော့ည9:00ရက်ဒီမှာဖွင့်ရောင်းချပေးရဖြစ်ပါတယ်ပေါ့နော်